မင်္ဂလာပါခင်ဗျရှင်ုံခစ်တက်ကနေဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြီးတော့မှစစ်ရရှိကနေအသွင်ပြောင်းလာတဲ့ရဲမုံလှကြော်ဦးဆိုတဲ့သူကရဲတကြက်အုပ်ရဲ့အသံပြစ်သေးတဲ့ဆယ်ကျော်သက်အရွယ်သမီးငယ်ကိုအကြိမ်ကြိမ်မဒိန်ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကသတင်းမပေါက်ကြားဖို့ဖုံးပိထားတဲ့အပြင်နင်နာသူရဲမိသားစုကိုပါတက်ပြောင်းရွှေ့ဖို့လုပ်နေတယ်ဆိုပါတယ် ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်။တန်ရွယ်မြို့နယ်နေရာတချို့ကိုအရခတ်တပ်တော် AA ကစတင်သိမ်းပိုက်ထားပြီဆိုတဲ့သတင်းပါဝင်။ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာစစ်ရရှိကနေအသွင်ပြောင်းလာတဲ့ရဲမှုလှကြော်ဦးဆိုတဲ့သူကရဲတကြက်တဦးရဲ့အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်အရွယ်သမီးငယ်ကိုအကြိမ်ကြိမ်မဒိန်ပြုတ်ချက်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကသတင်းမပေါက်ကြားဖို့ဖုံးပိထားတဲ့အပြင် နင်နာသူရဲမီတာစုကိုပါတက်ပြောင်းရွှေ့ဖို့လုပ်နေတယ်လို့သိရပါတယ်။နေပြီးတော့အခြေဆိုင်အမှတ်20လုံကြုံရေးရဲတပ်ဖွဲ့ခွဲမှာဌာနချုပ်တက်ခွဲမှုအဖြစ်တာဝန်ထမ်းနေတဲ့တက်ပြောင်းအရာရှိရဲမူလှကျော်ဦးဆိုတဲ့သူဟာသူ့ရဲ့တပည့်ဖြစ်တဲ့ရဲတကြက်မမောင်ဦးရဲ့အသက်16နှစ်အရွယ်သမီးငယ်ကိုရဲအရာရှိအင်ယာဒတ်မှာခေါ်ယူပြီးအချိန်ချင်းမဒိန်ပြုတ်ကျင့်မှုဟာဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပေါ်ပေါက်ခဲ့တယ်ဆိုပါတယ်။ရဲတကြက်မမောင်ဦးဟာ မိသားစုစားဝတ်နေရေးမပြေလည်တဲ့အတွက်သူ့ရဲ့အထက်လူကြီးရဲမှုလှကြော်ဦးဆိုတဲ့သူစီမာမကြာခဏငွေကြေးချင်းငါလိရှိပြီရဲတဲ့ချက်မမောင်ဦးကသူ့ရဲ့16နှစ်အရွယ်သမီးငယ်ကိုလက်တူလက်တောင်းရုံးကူအဖြစ်ခိုင်းဖို့ဆိုပြီးအဲ့ဒီရဲမှုလှကြော်ဦးဆိုတဲ့သူစီမာအနှံထရကနေအကြိမ်ကြိမ်မဒိန်ပြုတ်ကျင့်ခံလိုက်ရတယ်လို့သိရပါတယ်အဲ့ဒီရဲမှုလှကြော်ဦးဆိုတဲ့သူကအမျိုးသမီးငယ်ကိုမဒိန်ပြုတ်ကျင့်တာကိုတိုက်ကြရင် ူ့ရဲ့မိဘတွေဖြစ်တဲ့ရဲတကြက်မမောင်ဦးတို့ကိုဒုက္ခပေးမယ်ဆိုပြီးတော့ပါမိန်းကလေးငယ်ကိုချိန်ချောက်ခဲ့သေးပြီဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲနေနာသူမိန်းကလေးငယ်ဟာထက်မှန်ဗတိန်ပြုတ်ကျင့်ခံရပြီးတဲ့နောက်ငိုယိုပြီးတိုင်ကြတော့မှဖုံးဖိမရပဲဖြစ်စဉ်ဟာပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတော့အဲ့ဒီလိုမျိုးသမီးငယ်ကိုမရင်းပြုတ်ကျင့်ခဲ့တဲ့ရဲမှုလှကြော်ဦးဆိုတဲ့သူကိုမနေ့ကညတွင်းချင်းပဲရတဖ20အချုပ်မှာဖမ်းဆီးအမှုဖွင့်စစ်ဆေးနေပြီဒီတဲ့ရင်ကိုမပေါက်ကြအောင်စစ်ကောင်စီကဖုံးဖိခိုင်းထားတဲ့အပြင် နင်နာသူရဲတက်ချက်မမောက်ဥရဲ့မိသားစုကိုလည်းတက်ပြောင်းရွှေ့ဖို့ပါလုပ်နေကြတယ်လို့သိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့အကြမ်းဖက်စကောင်စီတက်တဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့တန်တွဲမြို့နယ်ကနေရာတချို့ကိုအရခတ်တတော်အေအေကစတင်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိတန်တွဲမြို့နယ်အတွင်းကတတိရေအားလျှက်စစ်စီမံကိန်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဒေသတွေကိုအရခတ်တတော်အေအေကသိမ့်ပိုက်ထိန်းချုပ်ထားလိုက်ပြီးဖြစ်တယ်လို့ တိုက်ပွဲတွေဟာတန်တွဲမြို့နယ်နဲ့ငပတီဟိုတယ်စုံအနီးတွေမှာပါအပြင်းထန်ဖြစ်ပွားနေပြီတန်တွဲမြို့နယ်ကသွာလာရေလမ်းကြောင်းတွေအလုံးကိုလည်းအကြံဖက်စစ်ကောင်စီကပိတ်ပင်ထားတယ်လို့ဆိုပါတယ်လက်ရှိမှာတန်တွဲလေစိတ်ကိုပါစစ်ကောင်စီကယာယီပိတ်ထားပြီးဟိုတယ်တွေကိုလည်းပိတ်သိမ်းထားတဲ့အပြင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုလည်းအကြံဖက်စစ်တပ်ကဖြတ်တောက်ထားတယ်လို့သိရပါတယ်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာလေချောင်းမြို့မှာ yes scan နဲ့ထွေအုပ်ယုံကိုတော်လိုင်းရေးတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား3ဦးပြင်းထန်ဒဏ်ရာရသွားပြီးမတ်လေမရှင်ဖြစ်နေတယ်လို့ SDDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇွန်လ၄ရက်နေ့ကပဲချောင်းမြို့မှာ yes scan နဲ့ထွေအုပ်ရုံမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေက drone နဲ့ airborne ခုနှစ်လုံးကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်း yes scan တွေကိုဘုံဒီကြတဲ့အချိန်အကုန်လုံးဝရုံးသုံးကနဲ့ထွက်ပြေးကုန်ကြပြီးထွေအုပ်ရုံကိုကျဲတဲ့အချိန်မှာတော့ ဲ့ဒီမှာရှိတဲ့စစ်ကောင်စီတပ်သား၃ဦးဟာပြင်းထန်ဒဏ်ရာရသွားပြီးတော့မန်ပွေမရှင်ဖြစ်နေတယ်လို့လဲ SDDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းရေနံကျောင်းမြို့နယ်က PDF တပ်ဖွဲ့တွေကိုစစ်စင်ရင်းနဲ့တိုက်ခိုက်ဖို့အကြမ်းဖက်စစ်ကောင်စီကပြင်ဆင်နေတဲ့အကြောင်းကိုစစ်ကြောင်းတွေပြင်ဆင်ထားတဲ့လျှို့ဝှက်အစီရင်ခံစာအရသိရပါတယ်မကွေးတိုင်းရေနံကျောင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေလာရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းပေါက်ကြားခဲ့တဲ့အတွက်စစ်ကောင်စီကလုံခြုံရေးတွေကိုတုံ့ပြန်ချတာပြီး ်ပြည်ထက်တပ်ဖွဲ့တွေကိုစစ်စင်ရင်းနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အကြောင်းကိုစစ်ကောင်စီရဲ့လှုပ်ဝက်အစီရင်ခံစာအရသိရပါတယ်လက်ရှိမှာတော့စစ်ကောင်စီရဲ့မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကရင်းနှံချောင်းမြို့နယ်မှာလုံခြုံရေးတွေတိုးမြှင့်ချထားပြီးရင်းနှံချောင်းမြို့နယ်အတွင်း PDF တပ်ဖွဲ့တွေရဲ့သတင်းတွေကိုပါအလဲဘိုင်းနိုင်စစ်ဌာနချုပ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေစီအချိန်နဲ့တပြင်းညီတင်ပြခိုင်းထားတဲ့အပြင် မကွေးတက်နယ်ကကဲမှုအောက်မှာရှိတဲ့တရင်တပ်ဖွဲ့တွေနဲ့ရင်းနှောင်းမြို့နယ်ကရဲတပ်ဖွဲ့တွေပူးပေါင်းပြီးစစ်စင်ရေးဆောင်ရွက်ဖို့ကိုလည်းပြင်ဆင်နေကြတဲ့အကြောင်းကိုစစ်ကောင်စီရဲ့လှုပ်ဝက်အစီရင်ခံစာအရသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကချင်ပြည်နယ်မှာရှိတဲ့ရွှေကူမြို့ကုန်းစေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးပြစ်မှတ်မဟုတ်ပဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တို့ဦးသေဆုံးသွားပြီးဂျမအီဝင်တန်းတွေပါဝင်ပြည်သူ18ဦးဒဏ်ရာရထားတယ်လို့ MG ဂျမအီဝင်ကြီးဌာနကနေထုတ်ပြန်ထားပါတယ် ဇော်လ2ရက်နေ့မွန်တဲပိုင်းကပဲကချင်ပြည်နယ်ရွှေကူမြို့နယ်မှာရှိတဲ့မြို့ကုန်းစေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးပြစ်မှတ်မဟုတ်ပဲလေရင်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီမှာစစ်ကောင်စီလေရင်ကကြဲချလိုက်တဲ့ဘုံဒီကြက်ရောက်ပောက်ကွဲမှုကြောင့်အသက်9နှစ်ရွယ်ကလေးငယ်တဦးသေဆုံးသွားခဲ့ရပြီးဂျမအီဝန်ထမ်းတွေအပါဝင်အယက်သားပြည်သူ18ဦးဒဏ်ရာရထားတဲ့အပြင်စေယုံစောင်းအုံတွေလည်းပျက်စီးသွားခဲ့ရတယ်လို့အင်ဂျီကျမကြီးဝင်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်အကျန်းဖက်စစ်ကောင်စီက စည်ရေးပြင်မမဟုတ်တဲ့စေယုံစေကန်းတွေနဲ့ကျမ်းမာရေးကဏ္ဍအပေါ်ရည်ရွယ်ချက်ရှိရှိပြင်မထားတိုက်ခိုက်မှုတွေဟာဂျနီဖာကွန်ဗင်းရှင်းတွေကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေလူသားချင်းစာနာထောက်ထားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့လည်းအယွန်ဂျီကထောက်ပြပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေအောင်ခေတ်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ